မိတ်ဆွေတို့ဖုန်းကိုအရေးကြောက်ဝယ်ခြင်းနဲ့ဒါပေမဲ့ဘယ်လိုဝယ်ရမလဲဆိုတာကိုမသိဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြပါနော်ပြီးတော့နောက်လာနေစပြီးတော့ဘယ်လိုသွားပြီးမှပတ်စံပေးရမလဲဆိုတာကိုပါကျွန်တော်ပြပြပေးသွားမှာကဲဖုန်းကိုအရေးကြောက်ဝယ်မယ်ဆိုရင်ပရမောက်ဇုံကိုလိုချင်တဲ့ဖုန်းမျိုးစားကိုရွှေလိုက်ပါရွှေပြီးသွားရင်ကျွန်တော်ဘိုင်နောင်းဆိုတာကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီအောက်နားကတစ်ချက်ကြည့်ကြည့်လိုက်နော် ။ဒါအောက်မှာရေးထားတာ critical installment ။အဲ့ critical installment ရှိမရှိဆိုတော့အရင်ဆုံးစစ်ပေးပါ။စစ်ပေးဒီမှာ3လ4လဆိုတဲ့မျိုးရှိပါတယ်။ဒီလိုကွာ3လနဲ့တခါဖြတ်ချင်နေဆိုရင်လည်းရလေးလနဲ့ဖြတ်ချင်နေဆိုရင်လည်းရပါတယ်။ဒါပေမဲ့ critical installment ပြီးရအရချပြီးရဆိုရင်တော့ကိုလိုချင်တဲ့ဒီဖုန်းမျိုးစောက်ကိုရွေးလိုက်ပါဒီမှာအောင်ဆိုရင်ပြောင်ချိုက်လဲမပြောင်ချိုက်လားပြောင်ချိုက်ကိုချိုက်တဲ့ဟာရွေးလို့ရပါတယ်။ရွေးပြီးသွားရင်ဒီမှာ kit တွေလည်းရွေးလိုက်ပါ။ရွေးပြီးသွားရင်ဒီမှာ3လဆိုင်ယူမှာလား4လဆိုင်ယူမှာလားအဲ့ဒါကိုချိုက်တာရွေးလို့ရပြီးရင်ပိုင်းကိုရွေးလိုက် ဒီ view ID အောက်ဆုံးလေးကိုသွားလိုက်တခါကျရင်ဒီပုံမှာရေးထားတယ်တခါကျရင်တော့ view all option နဲ့ကိုဝင်ရမှာပါဝင်ပြီး wise ID အောက်မှာလေးက critical installment ဆိုရှေ့တာလေးနေလိုက်နေပြီဒီမှာကိုယ်မှာရှိရဲ့ bank balance ရှိလဲအဲ့ဒါကိုနေလိုက်ပါဒီမှာ3 4 6လပေါ့နော်ကြိုက်တာရွေးလို့ရပါတယ်ဒီနေရာမှာကျွန်တော်ပထမဦးဆုံးလားကြတော့အရင်ဆုံး1000 1005ဘတ်ရင်ရှင်းရမယ်ပြီးမှ channel လားတွေကတဖြည်းဖြည်းနဲ့တော့1005ဘတ်5ဘတ်စီပြန်ပေးရအောင်ပေါ့နော်ခုမှ bank account မရှိဘူး password မရှိတယ်မဲ့ ိုတငယ်ချင်းမှာတော့ bank account လည်းရှိရယ် passport လည်းရှိရယ် passport လည်းရှိရယ်ဆိုရင်တော့ तू อ่ะကိုကိုကိုညီပေးရင်တော့ကိုကဝယ်လို့ရပါတယ်ကိုညီပေးဘူးဆိုရင်တော့မဝယ်လို့မရဘူးဘောနော်ဒါလေးရေးပြီးွားရင် continue နေလိုက်ဒီနေရာမှာကျွန်တော်ဒီ card number ရှိရယ်ပြန်ကိုရက်ကတ်ကုန်ဆုံးရပါတက်တိုင်းမော်နော်ဒီ expiry date ရှိရယ်ပြန် security code ဆိုတာရှိရယ်အဲ့ဒါဆိုရင်ဒီ card number ကိုဒီမှာဓာတ်ပုံလေးဒါလေးနေလိုက်နေပြီးဒီမှာကိုရက်ကတ်ကို ကိုရက်ကကိုဒီမှာထားပြီးတော့ဒီမှာတက်ပုံလေးရိုက်လိုက်ရင်အဲနံပါတ်2 2 auto ဒီမှာဒီမှာရေးလိုက်မယ်ကိုရေးစရာမလို expire date လည်း auto ရေးလိုက်မယ်အဓိကကျွန်တော်တို့ဖြစ်ရမှာဒီမှာ security code security code ကဘယ်နားမှာရှိလဲဆိုရင်ကတ်ရဲ့နောက်ဘက်ခြမ်းပေါ်တော့ကိုရဲ့ဒီကတ်နံပါတ်ကတ်နံပါတ်ရဲ့အပေါ်နားလေးမှာရေးထားပါတယ်သူ့ရဲ့ဘီးနားမှာဆိုရင်ကနန်း၃လုံးရှိရဲအဲကနန်း၃လုံးဘီးနားမှာဆိုရင် sticker နဲ့အုပ်ထားပါတော့ဒီမှာတက်ပုံလေးမှာပြထားတဲ့အတိုင်းအဲ့မှာလေးကြည့်လိုက်ပါဒီမှာ security code ဖြည့်ပြီး wise ဆိုရင်ဒီမှာ full name ဆိုရင်ဒီမှာ ကိုရဲ့ဒီ passport မှာရှိရဲ့နာမည်လေးအတိအကျရေးရမှာနော်လုံးဝတခုမှမလွဲရပါဘူး passport မှာရှိရဲ့အတိုင်းရေးလိုက်ပါပြီးတော့ကျွန်တော်ဘန်ကက်ဖွင့်တဲ့ချိန်လဲဒီမှာ passport စာအုပ်နာမည်အတိုင်းထည့်တာဆိုတော့အဲ့ဒီအတိုင်းပြန်ဖြည့်ရပါမယ်ပြီးတော့ continue နဲ့ like continue နဲ့မယ်ဆိုရင်နှိပ်ပြီးတော့ဒီမှာ passport ပဲတောင်းရင်တောင်းလိမ့်မယ်တောင်းရင်ကျွန်တော်ဓာတ်ပုံလေးရိုက်ပြီးကျွန်တော်တင်လိုက်မယ်ဒီနေရာမှာကျွန်တော်ဟိုကိုယ့်ရဲ့ location ထဲဟာပြောစရာမလိုဘူးထင်တယ်เนาะမိတ်ဆွေတို့ကပစ္စည်းပိုင်းမှာနေရဆိုတော့ location ကိုတို့ထပ်တက်ပြီးထင်တယ်ပါတယ် ပြောင်းနောက်တစ်ခုကပါလဲဆိုဒီနောက်လာစပြီးတော့ကျွန်တော်ပတ်စံဘယ်လိုတွင်းရမလဲဆိုတာရှိရယ်ဘယ်လိုတွင်းရမလဲဆိုရင်ကို့ဒီဟာအရေးချမ်းတဲ့ဘေးရဆိုတော့သူကဆိုင်ရစပန်ရှင်ကဘေးရမဟုတ်ပါဘူးသူကဘန်ကနေတစင်ကျွန်တော်အရေးချပေးပါတယ်အဲဆိုင်ရှင်ကိုတော့ဆိုင်ရှင်ကိုတော့ဘန်ကနေအကုန်လုံးပေးချပြီးသားကျွန်တော်ပေးရမှာဖန်ကိုပေးရမှာပါဒီလိုကမိုဘိုင်းဘန်ကင်းရှိရဆိုရင်တော့အော်တိုဆက်လုပ်လို့ရတယ်တလားကြခြင်းဖြတ်သွားဆိုရင်မှဆက်တင်နေသွားပြီးတော့ဒီမှာအော်တိုဆက်လုပ်လို့ရတယ်နောက်တစ်ခုကကျတော့ အာကိုကမန်နျူရယ်လီဘောနော်ကိုကကိုအဲ့အဲ့ရဲ့ရောက်ရင်ကိုပေးရမယ့်ရဲ့ရောက်ရင်ကိုကကိုပြိုင်မမန်နျူရယ်လီတွားမှပေးလို့လည်းရတယ်နောက်တစ်ခုကအဲ့ဒါလည်းမပေးတတ်ဘူးဆိုရင်ကိုယ်ဘန်ခွဲထဲမှာဘောနော်ဘန်ခွဲဘန်ခွဲကိုတွားလိုက်တွားပြီးရောက်ရင်အမှကျွန်တော်ဒီအရေးကြယူထားရရှိရဲ့အဲ့ဒါကိုကျွန်တော်ပေးခြင်းလို့ဆိုရင်မှပြောလိုက်ပြီးသူတို့ကလှုပ်ပေးလိမ့်မယ်အဲ့ဒါမခက်ပါဘူးဒါတော့မသိရလူတွေအတွက်ရှင်းပြဘောနော်တိပိတလူဆိုရင်လည်းနှာခေါင်းနားတော့ပုံမရပါဘူးပုံမတိပါဘူး ဟုတ်ကဲ့ပါမိတ်ဆိုရအစဉ်ပြေးလိုက်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ